အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေတောက်ကြသာသမီအားလုံးအတွက်7ရက်ဆန္ဒလာ2025ကနေ7ရက်ဆန္ဒလာ2025အတွင်းမှာကြုံရရမယ်တပတ်စာကန်ဒမာဟော့ကင်းကိုကနာတခုစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတောက်ကြသာသမီတွေပေါ့လေအဲဒီတပတ်နာကလာမှာဘလူကန်ဒီယာလေးတွေကြုံတွေ့ရတယ်လေပေါ့နော်တောက်ကြသာသမီတွေဒီတပတ်နာကလာကအဲအပြောင်းလဲကြီးကြီးမားမားကြီးဖြစ်တဲ့ဂိမ်းထဲမှာသွားပါတာတွေ့ရတယ် အထူးသဖြင့်အဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာအနေအားဒေသကိုပြောင်းရွှေ့ရတတ်တဲ့ဂိမ်းရှိတယ်။တချို့ကတော့တရားနာတရားတော့ကန်ချင်းတော့မတူဘူးပေါ့လေ။တချို့ဖုံးကန်ကြီးမှလည်းသူတွေကတော့အနောက်ရှက်တွေဂျားတွေကနေယာရုတို့အပြောင်းရွှေ့ကြုံရတတ်တဲ့ဆိုတဲ့ဂိမ်းပါတယ်။သို့တော့အများအဖြစ်တော့ဒီကာလမှာယာရုမတူဘဲနဲ့တခြားနေရာတခုကိုပြောင်းအောင်ရွှေ့ရတာဒီကပုံများတတ်တဲ့သဘောဝရှိတဲ့အတွက်အထူးသတိထားပါလို့အကြံပေးခြင်းနဲ့ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာ တိုင်စာပစ္စာတွေဂျုံဝတ်တဲ့ဂိမ်းတွေမှာပါတယ်အဆက်စည်အမင်းမျိုးခံရတာမျိုးတွေဂျုံဝတ်တဲ့ဂိမ်းပါတာဖြစ်တော့ပေါ်ဆက်လို့တော့လုံးဝမရဘူးဘောနော်အဲ့ဒီကားလေးမမေ့ပါနဲ့နောက်တောက်ကြတောင်းသမီးတွေတချို့တွေဆိုရင်ရှေ့ရန်ထွက်တာမျိုးတွေစစ်မှတ်ရနေရဒေသတွေမငင်းငယ်တဲ့နေရာဒေသတွေကိုပို့ခံရတာမျိုးတွေသွားဖြစ်တဲ့ဂိမ်းတွေမှာပါပါတယ်ဂိမ်းတစ်ချက်ဆိုက်ပေးပါလို့အကြံပေးပါရစေအဲတခြားတစ်ဖက်မှာလည်းဒီကားလေးမှာတောက်ကြတောင်းသမီးတွေအိုသိအိမ်သိရထားတဲ့ဂိမ်းရှိတယ် နော်အိမ်တွေပါလေဝယ်တာအိမ်တွေပါလေပြင်တာဆောက်တာအရန်အရန်အားကောင်းတဲ့ဂိမ်းတွေမှာပါတယ်ပတ်သက်ရပဲအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေလောက်ပါဒီချက်ပေါင်းအဆင်ပြေတယ်ဗျာနော်ပြီးတော့အဲပုံကလေးကဝန်ထမ်းနေဆိုလဲဒီကလာမှာအလုပ်လုပ်ပြီးဆိုရင်အလုပ်ကပိန်မှန်းတော့အကျိုးခံဆောင်ဝင်မရတာတို့အလုပ်ထဲမှာအတိုက်ခိုက်တွေရန်နေများတာတို့ဖြစ်လာတဲ့တဲ့အဲ့လိုဖြစ်တဲ့အခါမှာလက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့တာတို့လက်ရှိနေတဲ့နေရာမှာမနေချင်တော့ဘယ်နဲ့ပြောင်းရင်ရွှေ့ချင်တာမျိုးတွေပေါ်တတ်တယ်အဲ့လိုပေါ်လို့ပြောင်းရင်တက်တော့လားမင်းတော့ အဲဆရာတဘောကတော့မပြောင်းစေချင်ဘူးပေါ့လေပြောင်းရင်ပြောင်းတဲ့လောက်ကခက်ခဲမှုတွေကြုံတဲ့အခါမှာအဆင်ပြေဘူးဂျာထဲမှာအလုပ်လုပ်မဲ့ဖြစ်သွားတာလေးတွေကြုံရတဲ့ကိန်းရှိတယ်လက်ရှိလုပ်တဲ့အလုပ်လေးမှာပဲသိခံပြီးတော့လုပ်ပေးပါလုံးဝပြောင်းရင်းရွှေ့ခြင်းမလုပ်ပါနဲ့လို့ထပ်တယ်လည်းလည်းမာပြရစေနော်ကိုယ်ဝန်စီဝါရေးလုံကလောက်ကနေတဲ့သူတွေကအဒီကလာမှာအမှုပညာရှင်တွေဆိုရင်ဝေဖန်မှုတွေဂျာထဲကနေအောင်မြင်မှုအသေးပွင့်တွေခံစားရတယ်အတော့လည်းပြည်သက်တွေကဝော့ကွဲ အားပေးတာတစ်ဖက်မှာလည်းဝေခံမှုတွေကြားတဲ့ကနေလူသိများထင်ရှားကြော်ကြားသွားတာမျိုးတွေဖြစ်တဲ့ကိစ္စတွေမှာပါတာပေါ့နော်အာဂရသမားတွေဆိုလို့ရှိရင်လည်းပြိုင်ဆိုင်မှုတွေကြားတဲ့ကနေခက်ခက်ခဲအနိုင်ယူပြီးတော့ဆုတ်သိတွေရရှိပြိုင်ဆိုင်တဲ့ကိစ္စတွေမှာပါတာတွေ့ရပါတယ်ပြီးတော့တောက်ကြတန်သူတွေကမှအဲနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေဆိုလို့ရှိရင်ဒီကလာမှာအဲရောဘော်တွေဘာတွေဝင်အနိုင်ရတယ်အေးချမ်းချမ်းရတာမျိုးတော့မဟုတ်ဘူးပေါ့ဝေဖန်မှုတိုက်ခိုက်မှုအနောက်ချက်တွေဂျုံမှုကြားတဲ့ကနေရတဲ့အနိုင်ရမှုမျိုးဖြစ်တာပုံများတဲ့သဘာဝရှိတယ်အဲ့တော့ဒီကလာမှာဘာပဲလလား ကောင်းလာလာခဲ့ရင်တော့အေးအေးချမ်းချမ်းလာတာမျိုးမဟုတ်ဘဲနဲ့ရှင်ပြိုင်မှုတွေအနောက်အချက်တွေကြားတွေကလာတဲ့အောင်မြင်မှုတွေပဲရတဲ့ဂိမ်းပါတော့ရင်ဆိုင်မှုအာမွေးထားဖို့လိုပြီးလို့အကြံပေးခြင်းနဲ့ဗျာနော်အဲတောက်ကြသားသမီးတွေကိုယ်ဝန်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်တင်ဆက်ပစ္စည်းရောင်းဝယ်တာတို့အုတ်တို့သဲတို့ကြောက်တို့ပေါ့နော်အဲဒါမျိုးတွေရောင်းဝယ်တာတွေပြီးလို့ချင်းအိမ်အရောင်းဝယ်လုပ်တဲ့သူတွေပေါ့နော်စောက်လို့ရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဒီကလာမှအရန်အကျိုးပေးတယ်စီဝါလာပါရတဲ့ရလေးတွေများစွာမြင်ရတယ်တန်တို့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 ရောင်းဝယ်ဖောက်ခတဲ့သူတွေလည်းအမရန်ကောင်းတယ် အဲတက်ခုကန်တို့ဟိုတယ်တို့ခီးသွားလုပ်ငန်းလုပ်ကန်တဲ့သူတွေတော်တော်လေးအားကောင်းပါတယ်ကနော်အဲဒီကလာမှာအခက်အခဲကြတဲ့ကနေပြည်ပနိုင်ငံခီးသွားတဲ့ဂိနီတွေလည်းပါလာပါလိမ့်မယ်အဲတောက်ကြသားသမီးတွေငွေချင်းနဲ့ပတ်တိုင်းတော့ဒီကလာကလက်ပိတ်တယ်လို့တော့ကျွန်တော်မသုံးနှုံးလို့ဘူးဒါပေမဲ့လက်ကထုတ်တာမှမကြသေးဘူးပတ်စံတပြားမှမရှိတော့ဘူးဆိုတာမျိုးလေးဖြစ်တဲ့တဲ့ဂိနီမှာတော့သွားပါတယ်ရတဲ့ပတ်စံမလောက်ဘူးမမြင်ဘူးဆိုတာမျိုးလေးတွေအတချို့လေးတွေဆိုရင် ဟိုဥပမာပေါ့ဝန်ထမ်းတွေဖြစ်ခဲ့မှာဆိုရင်လတာတစ်ခုကလွန်ကျန်တဲ့တခြားဝင်ငွေရတရာရှိတဲ့ဟာတွေကဒီကလာမှာမရမနဲ့ပိတ်ဆို့သွားတာမျိုးတွေဖြစ်တတ်တယ်နော်ဒရိတာပေါ့ပတ်စံတွေပါတယ်ကြီးကြီးမားမားယင်းနေမြောက်နေတာတွေအဲချင်းငါပြလိုက်တာတွေလုံးဝမသိတော့ဘူးအလိန်ခမ်းတာလေးတွေဖြစ်တတ်ပါတယ်အဲ့တော့တနင်္ဂနွေတာသမီတွေကဒီကလာမှာအကောင်းကျိုးချမ်းသာလေးတွေပြီးတာဖြစ်တဲ့တော့တခုခုလုံးမဲ့ကင်မဲ့ဆိုရင်တနင်္ဂနွေတာသမီတွေနဲ့ပူတွဲတိုင်ပင်ပြီးတော့လုပ်ပါအဲတနင်္ဂနွေနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကပို့ပြီးအကျိုးပေးတာတွေ့ရပါတယ်တောက်ကြတာသမီတွေ အရေးကြီးဆုံးအချက်တစ်ချက်မှာကျင်းနေအဲ့ဒါဗာလဲဆိုတော့မင်းဆိုးရတယ်နဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံတာအကြောင်းအကြောင်းကြောင့်အဖန်စီအချစ်စီအမင်းများခံတာအချုံအောင်ထောင်တန်းကြတာလေးတွေဖြစ်တဲ့ကိန်းရှိပါတယ်မပေါ်ဆက်ပါနဲ့အဲကျမိုင်းနဲ့ပတ်သက်ရင်တော့ယိုတန်းခန္ဓာကိုယ်မှာဖြစ်ခဲ့ရင်ပေါ့နော်စီအဆုပ်အဆိုင်နဲ့ပတ်သက်တဲ့ယောဂမျက်စိနဲ့ပတ်သက်တဲ့ယောဂမျက်မှောက်ပါဝါတိုးရတာမျက်စိခွဲရတာဒါမျိုးတွေလာတတ်တယ်နောက်တစ်ခုကနှလုံးသွေးကြောကျင်းတာကျတာပိတ်တာစီးကျုပ်သွေးကျုပ်ဒါနဲ့ပတ်သက်တဲ့ယောဂလေးတွေလာတာဖြစ်တဲ့အတွက်သတိထားပြီးမှတော့ကြာမယ် ဒီနိုင်နေပတ်သက်လို့ရှင်တော့50 50ပဲရှိတယ်အောင်တော့အောင်မယ်ဒါပေမဲ့ခက်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 အောင်မယ်ဖြစ်တဲ့အတွက်ဝရိယအားလေးထားပြီးကြိုးစားမှစိတ်ချလက်ချဖြစ်ပါလိမ့်မယ်ဗျာနော်အခြေအနေမှာတော့ချစ်သူမချစ်တဲ့သူတွေချစ်သူအသေးကြတဲ့ခင်ရှိတယ်ချစ်သူရှိတဲ့သူတွေလည်းအိမ်အောင်ကြလိမ့်မယ်ဒါပေမဲ့ရရင်ရောကောင်းလားကြရင်ရောကောင်းလားလို့မေးပြရှိတယ်မကောင်းပါဘူးချစ်သူရခဲ့လို့ရှင်လူပြိုပြိုမဟုတ်တဲ့သူတွေအခြေအိမ်အောင်ကြီးမှာနာမည်ပြရှိမှုသားသူတွေနဲ့တွားရတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကအိမ်အောင်ကြခဲ့မယ်ဆိုရင်ဒီကလာမှာကြတဲ့အိမ်အောင်ဒီ နောက်တော့တို့နားလည်မှုနဲ့အတူတူရလိုက်တဲ့အိမ်တော်တို့ဆက်ကျင်ကံကံမှုတွေကြားတွေကနေအဲခိုးရလိုက်ပြရတာတို့နော်အဲ့လိုအမင်္ဂလာနည်းနဲ့ကြားတဲ့အိမ်တော်ဖြစ်တာများတဲ့အခါမသိရင်သဘောမတူလို့ဆိုပြီးပြန်ပြီးခွဲပြဲတာမျိုးတွေဒီကျောင်းကတော်တော်သတိထားနော်အခြေအိမ်တော်ကြီးကတော်တော်လေးရှုပ်ထွေးမဲ့အနေထားရှိမယ်စနေကျိုခိုက်တာဖြစ်တဲ့အတွက်တောက်ကြတာသမီးတွေတော်တော်ကြီးသတိထားပါအရှက်တကွယ်အကျိုးနဲ့ဖြစ်တတ်ပါတယ်စနေအင်္ဂါအကောင်းကောင်းကြီးကိုဒုက္ခပေးလိုက်မယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီနေ့နာနေကိုအကြောင်းပြုပြီးတော့တော်တော်လေးစိတ်သောကရောက်စီရရှိပါတယ်ဂရုစိုက်ရမယ် ဘာသာရေးတော်တော်လေးဖိလုံမှာတော့ကကြမယ်တောက်ကြတာသမီးအဲ့တော့အဲဒီကလမှာဒီဇင်ဘာလ8ရက်9ရက်17ရက်12ရက်13ရက်14ရက်အရက်တွေကတော့ပုံမှန်နဲ့မတူဘဲနဲ့ကံကြမ္မာကိုယ့်ဘက်မှာရှိနေနိုင်မယ်ရာလူကောင်းချိန်တွန်းမာတာတွေငွေဝင်လာမျိုးတွေဖြစ်တတ်တယ်ပိုင်ဆိုင်မှုအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြောဆိုဆောင်ရွက်ကတာပိုင်ဆိုင်ရလာမျိုးတွေဖြစ်တတ်တဲ့ကိစ္စမှာပါတယ်အရက်ဝင်နဲ့ဆက်ပြီးလုပ်တဲ့ကိစ္စတွေကအမှန်တန်အကျိုးပေးတယ်ပြည်ပနိုင်ငံခီးကောင်းကျိုးပေးတာပေါ့နော်နိုင်ငံရနဲ့ပတ်သက်ပြီးတော့ကံပွင့်တဲ့အနေအထားတွေကြုံလာလိမ့်မယ် အလုတ်မရှိတဲ့သူတွေအဲ့ကာလမှာအလုတ်ရှောင်းအလုတ်ရမယ်ဆိုတဲ့ကိစ္စမှာသွားပါလိမ့်မယ်ဒီဒီမလား၁၀ရက်မှာတော့အညံ့လေးတွေရှိတယ်ဂယူးဆိုင်ပါရံပရိပကအတိုက်ခိုက်လေးတွေပြေထက်တောင်ရဖြစ်တာလေးတွေနော်အချက်တကွဲအကျုံနဲ့နာမည်ဂုဏ်သိက္ခာကြားတရားလေးတွေဂျုံအားတက်တယ်ကံရထားမှုအပြည့်အဝရအောင်အစက်ရောင်အနီရောင်ပန်းရောင်ကြက်တရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပါအုံညုံအုံပန်းအောင်တပေပန်းသစ္စာဝန်ရောင်တုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာမှန်ကတ်တာဖြစ်စေအဲ့နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါ ကျောင်းဝန်ထမ်းညနေခင်းပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းမလုပ်ပါမလဲပေါ့နော်အုံတို့ခောက်စလေးဒါနပြုလူတန်းကျူးမွေးပေးပါနော်မြတ်စွာဘုရားမှာလူမယ်ရဟန်းသားတွေကိုလူမယ်တကြီးရောအနည်းငါပေါ့ဝင်ခြင်းအသူတွေကိုဒါနပြုကျွေးပြအောင်ကျွေးပေးလိုက်ပါအလုတ်ကန်အိုးရင်ပတ်တဲ့ကိစ္စတွေတစင်ပုံမြင့်သွားလိမ့်မယ်အညနေပြောင်တော့အဲညဘဝိတ်ထားတဲ့အဝတ်စားအဆုပ်ပြက်တွေကိုမနေ့ကျရင်စောစောလေးအဲချုပ်ပြီးတော့သပင်ချေတဲ့လက်သက်ယူအဝတ်စားတွေနဲ့ရောထုတ်ပြီးတော့ရေနဲ့ရေနဲ့မြောချအရင်နဲ့မနေဘူးဆိုတော့လမ်းလေးဝတ်တော်နဲ့နီးတဲ့အမိုက်ပေါ်မှာသွားဆုံပြလိုက်နော် ငါတို့နိုင်ငံငါမှရှိတဲ့မကောင်းတဲ့ကံအညာခက်တွေတွေပါသွားပြီဆိုပြီးဆုံပြပလိုက်ပါဒါတော့ကြုံရတဲ့အညာတွေအေကံမုတ်ချပြေပြောက်သွားလိမ့်မယ်တောက်ကြသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်